လာပါရှင်အပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမ်းမာဒုက္ခအစီအစဉ်ကနေတိုးဆိုပါရစေဒီတစ်ပတ်ကျမ်းမာဒုက္ခအစီအစဉ်မှာတော့ကြက်ငှက်တုတ်ခွေးယောဂနဲ့ပတ်သက်တဲ့မိကုန်းတွေကိုပြန်လည်ဖြည့်ကြားပေးသွားမှာဖြစ်ပါတယ်ဒီမေးလာတဲ့မိကုန်းတွေကိုတာဝန်ယူပြီးဖြည့်ကြားပေးမယ်သူကတော့မိရင်ချင်းဆရာမဒေါက်တာနိုင်တင်ကြီးပဲဖြစ်ပါတယ်ရှင်ဆရာမမင်္ဂလာပါရှင်မင်္ဂလာပါညီမလေးဟုတ်ကဲ့ပါမင်္ဂလာပါရှင်ချစ်တဲ့ DVB ပရိသတ်များအားလုံးကိုစီကိုငှက် ကျမပြောရှင်နဲ့မိသားစုဘဝလေးတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းရင်းကျမအမေရှင်ဒေါက်တာနိုင်တင်ကေကဂါရဝပြုလက်ကွန်းဆက်တာပါတယ်ရှင်ချစ်တဲ့ပရိသတ်များရှင်ကျမတို့တွေကိုယ့်ဘဝကိုတည်ဆောက်ကြရယ်ကိုယ့်ရဲ့မိသားစုဘဝလေးတွေကိုတည်ဆောက်ကြရယ်ကိုယ့်ရဲ့ရက်ရွာကိုယ့်ရဲ့ပြည်သူပြည်သားကိုယ့်နိုင်ငံကိုတည်ဆောက်ကြရယ်ပြုပြင်ကြရယ်မုန်းမံကြရယ်ထိမ့်သိမ့်ကြရယ်အဲ့လိုတည်ဆောက်ကြရယ်ပြုပြင်ကြရယ်ထိမ့်သိမ့်ကြရယ်နဲ့ကျမတို့တွေရဲ့ဘဝကိုအချိန်တွေကတရွေ့ရွေ့နဲ့တိုက်စားဝါမျိုးသွားပါတယ် အဲ့ဒီလိုတိုက်စွားဝါမျိုးသွားတာဒါနဲ့အမားကျမတို့ရဲ့ဘဝတွေအဆုံးမတိုက်ခင်မှာကျမတို့လှုပ်ချင်တဲ့အလုပ်တွေလှုပ်တဲ့တဲ့အလုပ်လေးတွေကိုပြပြဝဝအအောင်မြင်လှုပ်ဆောင်သွားနိုင်ဖို့ဆိုရင်ကျမတို့အားလုံးကျမ်းမာခြင်းနဲ့ပြည့်စုံကောင်းမွန်နေဖို့လိုအပ်တယ်မဟုတ်လားရှင်။ရမလို့ကျမတို့တွေဟာအချိန်နဲ့မျှကျမ်းမာရေးပြပြရဘဝတုဒ္ဒရလေးတွေပြည့်ဝနေဖို့ပြည့်စုံနေဖို့လိုအပ်ပါတယ်။အခုဆိုလို့ရှိရင်ကျက်ငှက်တုတ်ကွေးယောဂါတွေဟာလည်းပြန်ပြီးတော့ခေါင်းထောင်ထလာတွေ့ရပါတယ်။ တချို့နိုင်ငံတွေမှာပြန်ပြီးတော့ဖြစ်ပွားလာတာကိုလည်းကြားသိနေရပါတယ်ဒါကြောင့်မလို့ဒီတစ်ပတ်တော့ကျန်းမာရေးတွေ့ရောဂါနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာမျိုးကလေးတွေကိုရွေးချယ်စုစည်းပြီးတော့ပြန်လည်ဖြေကြားပေးခြင်းပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒီတစ်ပတ်မှာတော့နေဒီကျမတို့ပြောထားတဲ့အတိုင်းပဲပေါ့နော်ဒီကြက်ငှက်တုတ်ခွေးနဲ့ပတ်သက်တဲ့ဒီမိကွန်းတွေကိုမေးနိုင်တယ်ဆိုတဲ့အခါမှာဒီမိကွန်းတွေကတော့ရောက်ရှိလို့လာပါပြီပေါ့နော်ပထမအဦးဆုံးမိကွန်းကိုဖတ်ကြားပြပါမယ်ဆရာမဟုတ်ကဲ့ပါရှင်ဆရာမခင်ဗျားတဲ့ကျွန်တော်ကရုံးစည်းရေးဝန်ထမ်းတအူးဖြစ်ပြီး ဆင်ကျင်ဘုံရက်ွက်တစ်ခုမှာနေပါတယ်။ကျွန်တော်ရဲ့မိသားစုစားဝတ်နေရေးအဆင်ပြေစေဖို့အတွက်ကျွန်တော်အိမ်အနောက်ဘက်မှာဝလုံးတွေဝယ်ပြီးတက်ချံကလေးပြုလုပ်လို့စက်တွေမွေးထားခဲ့ပါတယ်။အခုကြက်ငှက်တက်ခွေးယောဂအကြောင်းကြားနေရတာစိတ်ပူမိပါတယ်ဒီယောဂဖြစ်ရင်ကြက်တွေမှာဘလို့လက္ခဏာပြတ်တတ်ပါသလဲလူမှာဖြစ်ရင်ရောဘလို့လက္ခဏာတွေပြတ်တတ်ပါသလဲဆိုတာကိုဆရာမဖြေကြားပေးပါခင်ဗျာတဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ကြက်တွေမှာကြက်တက်ခွေးယောဂကုသခံရပြီဆိုရင်အဓိကတိတာလာကတော့ ကြက်ချံထဲမှာကြက်တန်သိပ်သွားတာပါပဲကြက်တွေအများကြီးတပြိုင်နက်တည်းနေမကောင်းဘူးဆိုရင်တဘာဝအားဖြင့်အော်ဒန်တွေစူညံနေတဲ့ကြက်ချံဟာကြက်အော်ဒန်တွေသိပ်သွားပါတယ်ကြက်အော်ဒန်တွေသိပ်ပြီဆိုရင်ဒီကြက်တွေကိုသွားကြည့်လိုက်တဲ့အခါမှာကြက်တွေဟာလှုပ်ရှားမှုသိပ်မရှိတော့ဘဲနဲ့ငြိမ်ကုပ်သွားကြတာကိုတွေ့ရပါလိမ့်မယ်သူတို့ရဲ့အစာစားနှုတ်ဟာခါတိုင်းကျွေးတယ်လို့မစားနိုင်တော့ဘဲနဲ့ကျလာတာကိုတွေ့ရပါတယ်ရေတောက်များတာကိုတွေ့နိုင်ပါတယ်ရေတောက်နှုတ်များပြီးတော့ဝမ်းတွေသွားတာကိုလည်းတွေ့ရပါတယ်အဲ့ဒီအခြေအနေဆိုရင် ညီမတို့တွေဒီဥစားချက်တွေမွေးထားတာအာဆိုရင်ချန်ချန်တွေမှာသူတို့ရဲ့ဥဥနှုံးဟာကျသွားတာကိုလည်းတွေ့နိုင်ပါတယ်။ကြက်တွေကကုတ်လာတယ်။အတန်တွေမထွက်တော့ဘူး။ဥနှုံးလည်းကျသွားပြီဆိုရင်အစာစားနှုံးလည်းကျပြီးတော့ရေတောက်များလာတာကိုတွေ့ရပါတယ်။ဝမ်းသွားတာတွေများလာပြီးတော့ညည့်ရေကျတာတွေ၊နှာရေကျတာတွေအသက်ရှူခတ်တာတွေကိုတွေ့ရပါတယ်။အဲ့ဒီလိုအသက်ရှူခတ်တဲ့အတွက်ကြောင့်ခေါင်းနဲ့ခြေထောက်တွေခြေစစ်တွေမှာသွေးရဆင်းမှုသွေးရဆီးမှုကြောင့်အနီးအဆက်အပြောက်ကလေးတွေကိုလည်းကျမတို့တွေ့နိုင်ပါတယ်ရှင်။အသက်ရှူခတ်ခဲတဲ့ အနေထားရောက်နေပြီဆိုရင်တော့မကြခင်မှာကြက်တွေဟာတပြိုင်နက်တည်းအမြောက်အများသေဆုံးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်အထူးသဖြင့်ကတော့ယောဂကုဆတ်တဲ့နှုန်းပြင်းထန်ပြီးတော့ကြက်ချံတစ်ခုလုံးပြောင်းသွားအောင်ပြေတော်နိုင်ပါတယ်ရှင်ဒါလေးသတိထားသင့်ပါတယ်ကြက်တုတ်ကွေးယောဂကြက်တွေမှာဖြစ်တယ်လို့ကျမတို့လူတွေမှာလည်းဖြစ်နိုင်ပါတယ်လူတွေမှာဖြစ်လာပြီဆိုရင်ကျမတို့လူတွေမှာဖြစ်နိုင်တဲ့အဓိကအကတော့ကြက်နာကြတဲ့ကြက်ချံကြက်တွေအသေးများတဲ့နေရာမှာနေထိုင်ထိတွေ့မှုတဲ့လူတွေမှာဒီလိုဆက်ဆက်ပြီးတော့ရှိနေတာတွေတွေ့ရမှာဖြစ်ပါတယ် အဲ့ဒါတွေကတော့တခြားတုတ်ကွေးတွေလည်းအများကြီးဆင့်သူပါတယ်ပထမကတော့လူမဖျားလာပါတယ်အပြင်းထန်ဖျားမယ်ချောင်းဆိုးမယ်ချောင်းဆိုးရကနေအသက်ရှူမဝပဲဖြစ်မယ်နော်ပြီးတော့ဒီလိုပြင်းထန်စွာဖျားပြီးတော့အဆောက်ရောင်တဲ့လက္ခဏာတွေအရေးကြီးတာလေနမိုနီးယားဖြစ်ပြီးတော့လူတွေတည်ဆုံးတက်ကြပါတယ်ရှင်လူတွေမှာဒီလက္ခဏာတွေအပြင်ဝင်းရှော့တာကိုလည်းတွေ့ရတတ်ပါတယ်ဟုတ်ကဲ့ပါရှင်ဆက်မှတ်ဒါဆိုရင်ဒီ ပေါ့နော်ဒီတက်ငှက်တုတ်ခွေးဖြစ်တဲ့ယောဂဖြစ်တဲ့ကြက်ကိုစားမိရင်လည်းဒီယောဂဆမပြောတဲ့လက္ခဏာတွေပြနိုင်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒီဒီယောဂဖြစ်တဲ့ကြက်တွေနဲ့ထိတွေ့စိထိတွေ့ရတဲ့လူတွေမှာဒီယောဂကူးဆက်ပြီးတော့ခုနပြောတဲ့လက္ခဏာလေးတွေတွေ့ရတတ်ပါတယ်ညီမလေးဟုတ်ကဲ့ပါရှင်ဒါနဲ့သတိထားချက်တစ်ခုပေါ့နော်နောက်မိကွန်းတစ်ခုကတော့ကျွန်တော်စဉ်းစားမိတာကနေတဲ့တချို့အလှပြင်ဆိုင်ကိုမသွားနိုင်တဲ့ လူတွေကလည်းနေမျက်နှာအသားရည်ချုံ့မွေ့အောင်ဆိုပြီးကို့အိမ်မှာပဲကို့မျက်နှာကိုကျုပ်အကာရည်တွေပုတ်တုတ်နှိမ်ကြပါတယ်တဲ့အဲ့ဒီကျုပ်အကာရည်ကနေတဆင့်ကြက်ငှက်တုပ်ကွေးယောဂပိုးကူးဆက်ခံရနိုင်လားဆိုတာလူတွေသိထားရအောင်ဆရာမပြောပြပေးပါဦးဟုတ်ကဲ့ကောင်းပါပြီရှင် ဒီကျက်ငှက်တုတ်ကွေးဗိုင်းရပ်စ်ပိုးဟာကျက်ဥထဲမှာလည်းရှင်သန်နေနိုင်ပါတယ်ဒီကျက်ဥမပုတ်တရွေ့ဒီမှာကျက်ငှက်တုတ်ကွေးဗိုင်းရပ်စ်ပိုးရှင်နေနိုင်ပါတယ်ရှင်အရာမို့လို့ကျက်ဥအကာယူတွေမျက်နှာပေါ်မှာတုတ်လင်းခြင်းအားဖြင့်ဒီယောဂါပိုးကုဆတ်ခံရနိုင်ပါတယ်ညီမလေးနောက်တစ်ခုကဒီယောဂါပိုးဟာဒီကျက်ဥထဲမှာရှင်နေနိုင်ုံသာမကဘဲနဲ့ဒီဟိုကျက်ဥရဲ့အပြင်မှာလည်းပဲဒီကျက်ရဲ့အညစ်အကြေးတွေနဲ့အတူတူဝန်းရံရှင်သန်နေနိုင်ပါတယ်ညီမလေးဟုတ်ကဲ့အဲ့တော့ကျက်ရဲ့အညစ်အကြေးတွေအနည်းနဲ့အများဆိုသလိုပေ့ကျန်နေတာကိုဒီကျက်ဥအပြင်မှာပေါ့နော်တွေ့ဘူးမှာပါ အဲ့ဒါတွေကိုကိုင်းမိထားတဲ့လက်နဲ့ကိုမျက်နှာကိုဒီလိုပုတ်မိလိုက်လို့ရှိရင်လေဒီယောဂါကိုကုဆတ်နိုင်တာပါပဲရှင်။ဩဟုတ်ကဲ့ဒါဆိုလို့ရှိရင်လေအိမ်မှာတဘာဝနေနေဆိုပြီးတော့မျက်နှာအသားရေလှအောင်လို့ပဲဖြစ်ဖြစ်မျက်နှာပေါင်းတင်တာပဲဖြစ်ဖြစ်ဒီကြက်ဦးသုံးလို့ရှိရင်ဒါသတိထားသင့်တာပေါ့နော်ဆရာမဟုတ်ကဲ့ဒီလိုဆိုလို့ရှိရင်အဲ့ဒီဟာကနေတဆင့်ကိုယ်စီကိုကြက်ငှက်တကွေကူးနိုင်တာပေါ့နော်။မှန်ပါတယ်ဒီကြက်ဦးရဲ့ကြက်ဦးရဲ့အခွန်ပါပေါ့နော်ကြက်ရဲ့အညစ်အကြေးတွေပေးနေတယ်အဲ့ဒါလေးတွေကိုလက်ကသွားပြီးအမှတ်တမဲ့ကင်ပြီးနေပြီဒီလက်ကလေးနဲ့ခုနကြက်ဦးအကာရေတွေကိုကိုယ့်ရဲ့မျက်နှာမှာပုတ်လိမ့်မိတဲ့အခါမှာဒီကြက်ငှက်တကွေယောဂါပို့ဒီမှာ ပါတယ်ဆိုရင်ခုဆက်နေတာပေါ့ညီမလေးဟုတ်ကဲ့ပါရှင်ဒါလေးကိုသတိထားစီခြင်းပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်နောက်မိကွန်းတစ်ခုကတော့ဆ iam ခမရတဲ့ကျွန်တော်တို့တတွေလဖေးဆိုင်ထိုင်တဲ့အခါကြက်ဥအကားကြက်စားတက်ကြပါလေအာကစားသမားတွေအစိုးရတွေဆိုနေဒီလိုမျိုးကြက်ဥအကားကြက်စားတက်ကြပါလေတချို့ဆိုရင် sparkling ဖြော်ရည်တဲ့တို့နောက် whisky အရက်ထဲတို့ကြက်ဥအစိမ်းထက်တောက်တက်ကြပါလေဒီလိုမျိုးစားတောက်တဲ့ဓလေ့ကြောင့်ရောဒီကြက်ငှက်တကွေယောဂကူးဆက်ခံရနိုင်လားဆ iam ပြောပြပေးပါဦးခမရတဲ့ ဟုတ်ကဲ့ပါရှင်ဒီကျမတို့နိုင်ငံမှာခက်စားတယ်ဒီကျုပ်အကာချက်စားတော့တဲ့ဒလိဟာဒီကျက်ငှက်တုတ်ကွေးအန္တရာယ်ရှိတာပေါ့ကွယ်ဟောဟုတ်ကဲ့အဲ့တော့ဒီကျုပ်အကာချက်စားလို့ကျက်ငှက်တုတ်ကွေးယောဂါဘုကူဆက်ခံရနိုင်တယ်ဆိုရင်ကျက်ဥအစိမ့်ထက်တောက်သူတွေမှာဒီယောဂါဘုကူဆက်ခံရနိုင်တယ်ဆိုတာပိုသိကြတာပေါ့ကွယ်ဒီကျက်ငှက်တုတ်ကွေးယောဂါဘုဖြစ်ပွားစေတဲ့ဗိုင်းရပ icy ဘုဟာရင်းနှီးလေးဖျောက်ယုံနေမသိနိုင်ပါဘူးရှင်ရင်းနှီးကြက်ကြက်စုအောင်ပြုတ်မှသာသိနိုင်ပါတယ်အနည်းဆုံးအပူချိန်60ဒီဂရီစင်တီဂရိတ်အထက်ကျော် အောင်ပြုတ်နိုင်မှသာလေဒီယောဂပူကသိစေနိုင်ပါတယ်ရေနွေးလေးဖြောင်းယုံနဲ့မသိစေနိုင်ပါဘူးကိုယ်ဟုတ်ကဲ့ဒါလေးကိုသတိထားစေချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကြက်ဥပြုတ်မယ်ဆိုဆရာမကုဏတို့အပူချိန်နဲ့ပေးထားမယ်နောက်ပြီးဟိုမိနစ်နဲ့ဆိုနဲ့ဘယ်လောက်လောက်ကြာအောင်ပြုတ်လို့ရှိရင်ဒီပူကသိမလဲမသိဘူးရှင်သူကဒီဒီကြက်နဲ့တက်ွေယောဂဗိုင်းရပ်စ်ပူကလေယောဂဖြစ်စေတဲ့ဗိုင်းရပ်စ်ပူကသူကဒီခုနရေနွေးဆူတာကတရားဒီတရားဒီဆန်နီဘေးကြော်ကြော်မှရေနွေးရဆူတာဟုတ်ကဲ့ 60ဒီဂရီစင်တီဂရိတ်ကြော်ရင်သူသိနိုင်လဲဆိုတော့ဒီဒီကြွကြွဆူကန်နီးမိပါပေါ့ကြွကြွဆူအောင်ပြုတ်လိုက်လို့ဆိုရင်တော့ပို့ပြီးစိတ်ချရတာပါညီမလေးဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါသိထားသင့်တာပေါ့နော်ဆင်မဖြစ်လို့လဲဆိုတော့ကြောက်အကာကျဆိုတာဟိုအားရှိတယ်ဆိုပြီးခလေးတွေကိုလည်းနိအနုမျိုးတွေတိုက်တာတွေပါရှိတယ်ဒါဆိုဒါဆိုလို့ရှိရင်ဒါကြက်ဦးကိုဒီပိုးသိအောင်လို့ဘယ်လိုပြုတ်ရမလဲဆိုတော့ဘုသူတာရတာပေါ့နော်ဟုတ်ကဲ့ပါဆရာမနောက်မေးခွန်းတစ်ခုကတော့ဆရာမခင်ဗျားတဲ့အခုအချိန်မှာတကောပါလုံးကစိတ်ဝင်စားနေကြတဲ့ကြက်ငှက်တုတ်ဝေးယောဂါဟာတဲ့ဟိုအရင်တုန်းက ကက်ယောဂအသွင်မျိုးဖြစ်ပွားခဲ့ဘူးတဲ့ကာလဝမ်းယောဂလိုမျိုးရင်တွေရင်နာစာတွေကတဆင့်ပြန့်ပွားနိုင်မှာလားခင်ဗျာတဲ့ဟုတ်ကဲ့ပါဒီမေခွန်းလေးကအမြဲတမ်းမေးတင်ပါရဲ့ဟိုပရိသတ်တွေအနေနဲ့လည်းဒီမေခွန်းရဲ့အဖြစ်လေးကိုသိထားစီခြင်းပါဟုတ်ကဲ့ကျင်းတဲ့တုပ်ကယောဂဖြစ်ပြီးတော့ဒီကျက်နာကြနေတဲ့ကြက်တွေရဲ့အရိရွဲတွေအညစ်ကြေးတွေမဆင်တွေဒီသွေးသားတွေမှာဒီကျက်မြတ်တုပ်ကယောဂဖြစ်စေတဲ့ virus ပိုပါဝင်နိုင်ပါတယ် အဲ့ဒီအပေါ်ရန်ကန်ကနားပြီးတဲ့အခါဒီရန်ကန်ကပြန်ပြီးတော့သူနားရမြနေရာတွေတိုင်းကိုဒီ virus ပို့ကိုသူဖြန့်ဝေပေးနိုင်ပါတယ်။ရန်ကန်တွေကအစားတောက်တွေပေါ်မှာလည်းနားနိုင်သလိုအဲ့ဒီရင်နာစာကိုစားမိတဲ့လူတွေကိုလည်းရောဂါပိုကူးဆက်ပြန့်ပွားစေနိုင်ပါတယ်။ကလေးတွေအစားစားပြီးဗစက်တွေမှာဒီအစားတောက်တွေပေးကြံနေတယ်တန့်ရှင်းမှုမလုပ်ကြဘူးဆိုရင်ဒီဗစက်မှာနားတဝိုင်မှာပေးကြံနေတဲ့ဒီအစားတောက်တွေကိုဒီရန်ကန်ကလာနာနိုင်ပါတယ်။အဲ့ဆိုလို့ရှိရင်ဒီကလေးရဲ့မျက်နှာမှာမျက်လုံးတောက်မှာရန်ကန်တွေနားနေနိုင်တာပါပဲ။ ဲ့ဒီလိုအခြေအနေတွေမှာယောဂကုဆတ်ဖို့အခွင့်အလမ်းပိုများစေတာမို့လို့သူသတိထားဖို့လိုအပ်ပါတယ်ကိုယ်။ဒါမျိုးချစ်တဲ့ပရိသတ်ကြီးလည်းသတိထားစေချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဆမအခုပြောသလိုဆိုရင်ဒီယောဂါကတကယ်တမ်းကျပူတော်ကြောက်ဖို့ကောင်းတယ်။သူကအပြင်းမာနဲ့ဟိုအသက်ရှင်နိုင်တဲ့ပူပါပြီးတဲ့အခါကျလို့ရှင်သူကတဆင့်နဲ့ဒီရင်ကရင်ကနေတဆင့်ကိုဆက်တတ်တယ်ဆိုတော့နော်ဆမပူပြီးတော့ကြောက်စရာကောင်းတာပေါ့။ဟုတ်ပါတယ်ညီမလေး။ဟုတ်။နောက်မေးခွန်းတစ်ခုကတော့ ဆီယမရှင်နဲ့ကြက်ငှက်တက်ခွေယောဂါဟာအိမ်ရှင်မချက်ပြီးသားစက်သားဟင်းကိုဝိုင်းဝန်းစားစားသုံးကြသူအိမ်သားများထက်စက်သားကိုကင်တွယ်ခုတ်ထစ်ချက်ပြုတ်ရတဲ့အိမ်ရှင်မတွေမှာပို့ပြီးအဖြစ်များတယ်လို့ပြောဆိုကြတာကြားသိရပါတယ်။အဲ့ဒါဟုတ်ပါသလားရှင်။ကျမတို့အိမ်ရှင်မတွေအနေနဲ့ကိုကိုကိုဘလို့ကာကွယ်ရမယ်ဆိုတာဆီယမဖြေကြားပေးပါရှင်။ဟုတ်ကဲ့။အိမ်ရှင်မပဲဖြစ်ဖြစ်အိမ်နောက်ဦးစီးပဲဖြစ်ဖြစ်စပိုးဆောင်လို့တမပဲဖြစ်ဖြစ်ဘာလို့မဆို မချက်ပြုတ်ရသေးတဲ့ဒီစက်သားအစိမ်းတွေကိုကင်တွယ်ခုတ်ထည့်ရတဲ့လူတွေဟာကျက်ငှက်တုတ်ကွေးယောဂါဖြစ်ပြီးတော့တည်ဆုံသွားတဲ့ဒီကျက်တွေကျက်ငှက်တုတ်ကွေးယောဂါကိုကူးဆက်ခံရဖို့ဒီကူးဆက်ခံထားရတဲ့ကျက်တွေကိုကင်တွယ်မိတယ်ဆိုရင်ဒီယောဂါကိုကူးဆက်ဖို့အခွင့်အလမ်းတော်တော်များပါတယ်ရှင်။ဒါကြောင့်မို့လို့ဈေးကပြန်လာတဲ့အချိန်မှာဈေးဝယ်လာသူတယောက်အနေနဲ့အရင်ဆုံးလောက်ရမှာကတော့ဈေးချင်းသားကိုချပြီးတော့လက်ကိုဆက်ပြနဲ့ဆင်အောင်ဈေးဖို့ပါပဲရှင်။ လက်ကိုဆက်ပြနေဆင်အောင်ဆေးပြီးပြီဆိုတော့မှအဝတ်စားလဲကြပဲဖြစ်ဖြစ်တခြားအိမ်ငူကိစ္စတွေကိုပဲဖြစ်ဖြစ်ဆောင်ရွက်တင်ပါတယ်ဒါမှမဟုတ်ရင်လက်ကိုဆက်ပြနေအရင်ဆင်အောင်ဆေးပြီးမှတားငါးကိုကင်လွယ်တင်တယ်လို့တားငါးကိုကင်လွယ်ပြီးတဲ့အခါမှာလဲလက်ကိုဆက်ပြနေဆင်အောင်ပြန်ပြီးဆေးကြောပေးတင်ပါတယ်ဒါမှဒါယောဂါပုကုဆက်ခံရမှုအန်ဒီရဲကနေကင်းဝေးနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုပါပဲကွယ်တားငါးကိုခုတ်ထစ်ပြီးထည့်ထားတဲ့ပကံသားငါးကိုလှိဖြက်ထားတဲ့ဓာတ်နဲ့စင်းမီတုံးတို့ကိုလည်းတေးသေးချာချာဆက်ပြနဲ့စင်ကြအောင်စေချောတင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဆရာမအခုဒါဒီမေခွန်းနေရဲ့ပေါ့နော်ဟိုဆရာမဖြေးသွားဘုံတူတာနဲ့အများကြီးရပါတယ်နောက်တစ်ခုဆရာမတကယ်လို့ပေါ့နော်ဒီကြက်ငှက်တကွေးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ကြက်ငှက်တကွေးဖြစ်တဲ့ကြက်ကိုဘယ်လိုမျိုးများဆရာမဟိုဟိုစာရှင်းလင်းရမလဲရှင်ယောဂဘုံမပြောင်းလို့ပေါ့နော် ဟုတ်ဟုတ်ကဲ့ဒီကျက်ငှက်တုတ်ကွေးယောဂါဘုကုဆက်ခံထားရတဲ့ကျက်ဆိုရင်တော့အတက်နိုင်ဆုံးကတော့လေဒီဟိုကျက်မာရီဌာနကိုလည်းအကြောင်းကြားသင်တယ်သူတို့ကိုလည်းဟိုပေါ့လေမြေတဲကိုမြေမြေကြီးတဲကိုမြှုပ်လို့ပဲဖြစ်ဖြစ်မီးရှို့ပြီးတော့ပဲဖြစ်ဖြစ်ဖြတ်စီလို့ရပါတယ်နောက်တစ်ခုကလည်းဒါမှမဟုတ်ရှင်လည်းသူတို့ကလေဟိုနေနေကြက်ကြက်စုပေါ့တရားဒီဆန်းလေးကြော်ရင်ဒီယောဂါဘုကအာတေစေနိုင်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးရင်းနေကြက်ကြက်စုပေါ့တရားဒီဆန်းလေးကြော်အောင်လဲသူတို့ပြုတ်လိုက်ခြင်းအပြင်လဲဒီယောဂါဘုကိုဟိုတေစေအောင်လို့လည်းလုပ်လို့ရပါတယ်ညီမဟုတ်ဟုတ်ကဲ့ပါရှင်ဒီလို့ဆိုလို့ရှိရင်เนาะဒီဟို ကျဲချံပိုင်ရှင်နေအနေနဲ့နဲ့ပေါ့နော်တကယ်လို့ကိုကျက်ချံမှာကျက်ငက်တကွေးဖြစ်တဲ့ကျက်ဆိုလို့ရှိရင်အပြင်ကိုမရောင်းဘဲနဲ့ဒီလိုမျိုးမြင်မြုပ်ဖြစ်ပြီးဆရာမပြောတဲ့လို့ရှင်းနေရင်ပိုကောင်းဆုံးပေါ့နော်ဒါပြလို့ဆိုတော့စာသုံးသူတွေအနေနဲ့ကတော့နေဒီကျက်က က်ငှက်တကွေးဖြစ်လားမဖြစ်လားမသိဘူးဝယ်စားရင်ယောဂပိုးဖြန့်ပေးတယ်လို့ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ဒီဆက်ဆုံးကျန်းမာရေးဌာနတွေကိုလည်းအကြောင်းကြားပေးဖို့လိုအပ်ပါတယ်ညီမဟုတ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒီတစ်ပတ်တော့ဒီကျန်းမာဒုက္ခအစီအစဉ်ကကျက်ငှက်တကွေးယောဂနဲ့ပတ်သက်တဲ့မိဂုံးတွေကိုဆီယမ19ကနေပြန်နေဖြစ်ကြပြီးတဲ့အစီအစဉ်ကိုဒီမှာပဲရည်နာလိုက်ပါတယ်ရှင် ဆရာမကိုနဲ့သူပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကောင်းပါပြီညီမလေးရေအမကလည်းလေအခုလို့ဒီချစ်တဲ့ DB ပြည်သက်များကိုအခုခါမှာသတိထားတင်တယ်ကျက်ငှက်တုတ်ကိုယောဂပိုးနဲ့ပတ်သက်တဲ့ဒီကျမရဲ့အသိပညာဘူးတူတာလေးတွေကိုဖြန့်ဝေခွင့်ရတဲ့အတွက်ညီမလေးတို့ရဲ့ DB အဖွဲ့သားများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကွယ်။ဟုတ်ကဲ့ပါရှင်။နောက်တစ်ပတ်ကျမဒုက္ခအစီအစဉ်မှာပြန်နဲ့ဆုံတွေ့ကြပါစို့နော်။အခုလို့ကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။